မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒီသနာစီစဉ်မှအားလုံးကိုယေရှုနာမနဲ့ပြန်လည်တဖန်ကြိုဆိုလိုက်ပါတယ်နေ့စဉ်မနက်တိုင်းမနက်တိုင်းတို့ဘက်တော်ကိုဝေငှခွင့်နဲ့ကြားနာခွင့်ပေးတဲ့ဘုရားသခင်နာမတာ၍ဘုန်းကြီးပါစေအာမင်ဒီကနေ့မနက်အားလုံးနဲ့ဝေငှအလင်းပေးခြင်းနဲ့နှုတ်ဘက်တော်ကောင်းစဉ်လေးကတော့ကလေးသူငယ်တွေကိုကိုယ့်ရဲ့သားသမီးတွေကိုပေါ့နော်ဘုရားသခင်ရဲ့နှုတ်ကပတ်စကားအမြဲတမ်းအမြဲတမ်းတုံတင်ပေးပါ ို့သားသမီးတွေကိုနှုတ်ကပတ်ဖယားသခင်ရဲ့နှုတ်တော်ထွက်စကားတွင်တင်ပေးဖို့မိဘတိုင်းမိဘတိုင်းမှာတာဝန်ရှိပါတယ်ဆိုတဲ့အကြောင်းကိုအ내ချင်းဝင်ငှချင်ပါတယ်အခြေပြုခြင်း၃ချက်လောက်ကျွန်တော်ဖတ်ချင်ပါတယ်ပရမတ်တစ်ချက်ကတရားဟောရာခြင်းခန်းကြီး6အငယ်6ကနေ9ဖြစ်ပါတယ်ကျွန်တော်ဖတ်ပါမယ်ယနေ့ငါမာထားသောစကားကိုနှလုံးသွင်းရမည်ထိုစကားကိုသင်သားသမီးတို့အားကြိုးစား၍တွင်တင်ရမည်အိမ်၌ထိုင်လျက်ဖြစ်စေ ခยีနိုင်တော်ဒီဖြစ်စေအိလျက်ဖြစ်စေခါလျက်ရှိဒီဖြစ်စေဟိုစကားကို ပြောရမည်ချက်တော်ညီကိုမောင်တို့မတို့အခုကျွန်တော်ဖတ်သွားတဲ့ဒီပထမဆုံးကျမ်းချက်ဖြစ်တဲ့တရားဟောရာကျမ်းအခန်းကြီး6ငယ်6ကနေခွန်မှာတချိန်လုံးကဖယားသခင်ကအေးသေးလာလူမျိုးတွေကိုဘယ်လိုပြည့်ညက်ပေးတယ်လဲဆိုတော့မျိုးမိပါလို့တဲ့သူတွေတဲ့ကိုသားသမီးတွေကိုတဲ့ငါရဲ့ပြည့်ညက်စကားနော်တမာချင်းစကားဖယားသခင်နှုတ်တော်ထက်စကားကို ကိုသားသမီးတွေကိုလက်ဆင့်ကမ်းရမယ်တွန်တင်ပေးရမယ်တဲ့တွန်တင်ပေးတာတော့မှရိုးရိုးမဟုတ်ဘူးเนาะဘလို့တွန်တင်ရလဲဆိုတော့အိမ်မာနေလဲတွန်တင်ပါတဲ့เนาะခရီးသွားလာနေလဲတွန်တင်ပါတဲ့เนาะအိတ်တဲ့အခါမှာလဲတွန်တင်ပေးပါတဲ့เนาะထလာတဲ့အခါမှာလဲတွန်တင်ပေးပါတဲ့ထိုစကားကိုပြောရမည်ဆိုအဲ့ထိုစကားဆိုတာဖယားသခင်ရဲ့နှုတ်တော်ထွက်စကားတွေကိုပြောတာဒါကြောင့်ချစ်တော်ညီကိုမောင်တို့ဘာလို့ဂျူးလူမျိုးတွေကဘာပေါ်မှာ လောက်အောင်မြင်နေရလဲတိလားဂျူးလူမျိုးတွေလို့ပြောလိုက်တဲ့အခါမှာသိပ်ပံလောကမှာနော်ဗီဒီယိုလောကမှာနော်နောက်ပြီးတော့မှပညာရေးလောကမှာအိုးစီးပွားရေးလောကမှာကြည့်မယ်ဆိုရင်ဂျူးလူမျိုးတွေကထိတ်တန်းပဲသူတို့ဘာလို့ဒီလောက်ထိအောင်မြင်ရတာလဲဘာလို့ဒီလောက်ထိညံကောင်းရတာလဲတေချာလေ့လာမယ်ဆိုရင် အချက်အများကြီးထဲမှာတခုတွေ့တာကငယ်ငယ်လေးကလေးကတမာကျန်းစာကိုကောင်းကောင်းသင်ယူခွင့်ရလို့ဖြစ်ပါတယ် ဒါကြောင့်ချစ်တော်မိဘတွေတင့်သားသမီးကိုအောင်မြင်စေခြင်းလားတင့်သားသမီးတွေကိုပညာရေးမှာရော ကျမ်းမာရေးမှာရော စီးပွားရေးမှာရောဘတ်ဆုံထူးချွန်တဲ့သူဖြစ်စေခြင်းလားငယ်ရွယ်တဲ့အခါမှာစာဖရားစကားကိုတွန်တင်ပေးပါโอเคเนาะအခုမိဘတွေကျွန်တော်မေးချင်တယ်ကိုသားသမီးတွေကိုဖရားစကားတွန်တင်ပေးလားမသိဘူးเนาะအေးတနင်းကနေတရက်ပဲဖရားကြောင်းခေါ်တော့ပါတယ်ဒါလောက်ဒါလောက်ပဲမဟုတ်သေးဘူးเนาะတချို့မိဘတွေတနင်းကနေတရက်တော့မှသားသမီးကိုဖရားကြောင်းမခေါ်သွားခြင်း ငယ်ရွယ်တော့အခါမှာသူ့ကိုသူ့ကိုသူကိုပိုင် ဆုံးဖြတ်ပိုင်ခွင့်မရှိသေးတဲ့အခါမှာမိဘတွေခေါ်တွားရတယ်ခေါ်တွားပေးပါကိုသားသမီးကိုဖခင်เจ้าကိုခေါ်တွားပေးပါပြီးလို့ရှိရင်ဖခင်เจ้าတည့်ရက်ပဲဆိုလုံလောက်ပြီလားမလုံလောက်သေးဘူးနော်ကျန်းစာမှာဘယ်လိုပြောလဲဆိုရင်အိမ်မှာရှိရင်လည်းမိဘတွေကကျန်းစာသူ့ကိုတုံတင်ပေးရမယ်နော်အခရီးထွက်သွားရင်လည်းဘာဖြစ်လဲအမြဲတမ်းကျန်းစာတုံတင်ပေးရမယ်အော်အိမ်လျက်ရှိနေရင်လည်းတုံတင်ပေးရမယ်ထားလျက်ရှိတဲ့အခါမှာလည်းနှုတ်ကပတ်စကားကိုတုံတင်ပေးရမယ် မိဘတွေကျွန်တော်ပြောပြမယ်နော်ကလေးသူငယ်ကိုကျန်းစာတင်ပေးတာ Sunday School ဆရာမရဲ့တာဝန်ပါလို့မထင်ပါနဲ့ကလေးသူငယ်တွေကိုနှုတ်ပတ်တော်တွေပြောပြတာကအမှုတော်ဆောင်တွေရဲ့တာဝန်ပဲလို့အဲ့လောက်ပဲမထင်မခံယူပါနဲ့အဲ့လိုမထင်ပါနဲ့ကလေးသူငယ်ကိုနှုတ်ပတ်တော်တွင်တင်ပေးရမယ့်အနည်းဆက်ဆုံးလူကမိဘတွေဖြစ်တယ်။ဒါကြောင့်ကိုသားသမီးကိုနှုတ်ပတ်တော်တွင်တင်ပေးပါကိုသားသမီးကိုကျန်းစာဖတ်ပြပါနော် ဓမ္မတချင်းဆိုပြပါနော်ဓမ္မတရားဟောချက်တွေနားထောင်ခိုင်းပါဓမ္မဗီဒီယိုတွေကြည့်ခိုင်းပါတဏီကုံတဏီခန့်ဂိမ်းကြီးပဲတော့မနှိပ်ခိုင်းပါနဲ့နှုတ်ကပတ်တော်လမ်းပြပါနှုတ်ကပတ်တော်လမ်းပြပါနော်တပတ်မှတရက်ပဲတဏီကုံတွေခေါ်သွားရင် အလောက်ပဲမကြည်နဲ့ပါနဲ့တပတ်ခုနှစ်ရက်နေ့တိုင်းနေ့တိုင်းပုံမှန်အားဒီဖြစ်ပါစေမအားဒီဖြစ်ပါစေကလေးသူငယ်ကိုနှုတ်ကပတ်တော်တုံသင်ပေးပါဒါမှလာရင်တင့်ကလေးက အောင်မြင်မယ်တိုးတက်မယ်အစဉ်ပြေမယ်โอเคနော်ဒါကပရမကျမ်းချက်တစ်ချက်ဒုတိယတစ်ချက်ကျမ်းချက်တစ်ချက်ကတရားဟောရာကျမ်းပဲတရားဟောရာကျမ်းခန်းကြီး30နှစ်အငယ်46မှာဘလို့ဖော်ပြလဲဆိုရင်တင်တို့အားယနေ့ငါတက်တည်ခံသမျှတော့စကားတို့ကိုနှလုံးသွင်းကြလောတင်တို့သားသမီးတို့ဒီဤပိညာတရားစကားတော်အလုံးစုံတို့ကိုစောင့်ရှောက်စေခြင်းကသူတို့အားထက်ဆင့်၍မာထားရမည်တဲ့သားသမီးတွေကိုငငယ်လေးကလေးက နှုတ်ကပတ်တော်ဝဲတုံတင်ပေးတာမဟုတ်ဘူးနှုတ်ကပတ်တော်ကိုလည်းစောင်းရှောက်တတ်ဖို့ရန်အတွက်တုံတင်ပေးရမယ်နှုတ်ကပတ်တော်အတိုင်းကြည့်ဆောင်ဖို့နှုတ်ကပတ်တော်နဲ့သာသမီကိုအမွေပေးရမယ်မိဘတွေအမွေပေးနိုင်တာအများကြီးအများကြီးရှိကောင်းရှိမယ်တချို့ရှိလည်းမရှိဘူးပေါ့နော်တချို့မိဘတွေဒါပေမဲ့ကျွန်တော်ပြောမယ်စင်ရတဲ့မိဘဖြစ်ပါစေချမ်းသာတဲ့မိဘဖြစ်ပါစေသာသမီကို ပေးလို့ရတဲ့အကောင်းဆုံးအမွေမျက်ဆောင်အမွေကတော့နှုတ်ကပတ်ဖျားစကားပဲဖြစ်ပါတယ်အာမင်တကယ်တကယ် ဒါကြောင့်ချစ်တော်ညီကိုမောင်မတို့ကိုတားသမီးကိုကိုအလဲရောက်လာမှမယုံကြည်တဲ့သူမဖြစ်သွားပါစေနဲ့ယုံကြည်ခြင်းအမွေလက်ဆင့်ကမ်းပါဖယားတရားစကားအမြဲတမ်းတုံ့တင်ပါလို့ကျွန်တော်ခွန်အားပေးချင်တယ်တားသမီးတွေအဝေးမှာရောက်နေရင်လဲဖုန်းဆက်တိုင်းမှာဖယားစကားပြောပြပါနော်ဟိုအကြောင်းဒီအကြောင်းပြောတာထက်ဖျားစကားနဲ့တုံတင်ဆုံးမပါအမြဲတမ်းအမြဲတမ်းဖျားစကားနဲ့တုံတင်ဆုံးမခံရတဲ့တာသမီးတွေဟာဘယ်တော့မှလမ်းမလွဲသွားပါဘူးအာမင်နောက်ဆုံးကြင်ချက်တစ်ချက်ကြည့်အောင် နောက်ဆုံးကျင်းချက်တစ်ချက်ကယောဘခန်းကြီး1ငယ်6ကနေ9အဖြစ်ခွန်အားပေးခြင်းသေးတယ်။ယောဘဝတ္ထုခန်းကြီး1ငယ်6ကနေ9ယောဘသည်သူတို့ကိုခေါ်၍တန့်ရှင်းစီပြီးလင်နက်နက်စောစောထ၍သူတို့အရေအတွေ့အတိုင်းမိရှို့တော်ရစ်ကိုပူဇော်လေးရှိအကြောင်းမူကားငါသားတို့သည်မာယွန်း၍စိတ်နှလုံးထဲ၌ဖျားသခင်ကိုစွန့်ပစ်ကြပြီလောဟုယောဘအောက်မေ၏ထို့တို့ယောဘသည်အစဉ်အစဉ်ပြုတ်မြဲရှိ၏တဲ့ ယောဘကသားသမီး10ယောက်ကိုโอเคယောဘမှာသားသမီး10ယောက်ရှိတယ်ကျမ်းစာကပြောတာเนาะသား9ယောက်ရှိတယ်သမီး3ယောက်ရှိတယ်ပေါင်းရင်10ယောက်ရှိတယ်တဲ့အဲ့ဒီ10ယောက်လုံးကအရွယ်ရောက်လာပြီးဖြစ်ပါတယ်ကျမ်းစာထဲမှာဖော်ပြတဲ့ချိန်လေအရွယ်ရောက်လာပြီးတဲ့သားသမီးတို့တော့မှယောဘကဖျားစကားနဲ့အမြဲတမ်းအမြဲတမ်းတုံ့တင်တယ်ဘလို့တုံ့တင်ပေးရလဲဆိုတော့ငါသားသမီးတွေဖျားစကားနဲ့ အာလွဲချော်သွားပြီလားငါသားသမီးတွေလမ်းလွဲမှာလော့လော့ကီစီလိုက်သွားပြီလားလောကလောကစီလိုက်သွားပြီလားဆိုမှစိုးရိမ်လို့စာတမနာနောက်လိုက်သွားမှာဆိုလို့ယောဘကသူ့သားသမီးကိုခေါ်ပြီးတော့မှအမြဲတမ်းအမြဲတမ်းပါလို့လဲဆိုတော့ဝုပြုလေးရှိတယ်တဲ့ဖယားဝုပြုလေးရှိတယ်ဒါကြောင့်အခုကျွန်တော်ခရိယမိပါတွေကိုကျွန်တော်မေးချင်တယ်နော်အိမ်ထောင်မိသားစုမှာဖယားဝုပြုပါသလားအ ਨੇ ဆုံးတော့ဖယားဝုပြုတတ်ဖို့ရန်အတွက်ခရိယမိပါတွေကိုဖယားသခင်တင့်ကိုအလင်းပေးပါစေ ခရိယမိဘတွေကိုဘုရားသခင်ကတာဝန်ပေးထားတယ်နော်ကိုသားသမီးကိုခေါ်မှဘုရားကိုပြုတတ်ဖို့ဒါအိမ်ထောင်ရဲ့ရစ်ပလင်လို့ခေါ်တယ်အိမ်ထောင်ကိုပြုစည်းဝေးလို့ခေါ်တယ်ဒါကြောင့်အခုကျွန်တော်မေးချင်တယ်နားထောင်နေတဲ့ခရိယမိဘတွေအိမ်ထောင်ကိုပြုစည်းဝေးလုပ်ကြလားတမချင်းစာထဲမှာတော့အိမ်ထောင်ကိုပြုစည်းဝေးမလုပ်မရလို့တော့မဆိုလို့နော်ဒါပေမဲ့အိမ်ထောင်ကိုပြုစည်းဝေးလုပ်ခြင်းကကိုယ်တိုင်ဝိညာဉ်ရေးရာမှာတီဆောက်ယူလို့ရတယ်လို့သားသမီးတွေအတွက်လည်းလမ်းမမအောင်နှုတ်ကပတ်တော်နဲ့လမ်းညွန်လို့ရပါတယ် ။ဒါကြောင့်ကျွန်တော်ခွန်အားပေးချင်တယ်နော်။ယောဘရဲ့တက်တာကိုသင်ခန်းစာယူရအောင်။အတက်တာထဲမှာအိမ်ထောင်ထဲမှာနော်။တပတ်တခါဘုရားကျောင်းတော်မှာဝူပြုတာပဲမကျေနပ်ပါနဲ့။အိမ်ထောင်မှာလည်းဝူပြုဖို့ရတဲ့ကျွန်တော်ခွန်အားပေးချင်တယ်။ဝူပြုပါ၊ချီးမွမ်းပါ၊ဆုတောင်းပါ၊အတူတူကနှုတ်ကပတ်တော်ဖတ်ကြည့်ပါ။လက်သွေးပြီးတော့ပါမိသားစုလက်သွေးမှာဆုတောင်းကြည့်ပါ။ဘုရားသခင်ကောင်းချီးပေးပါလိမ့်မယ်။ဟာလေလုယ။အင်မတန်မုံမြတ်တဲ့အလေထားဖြစ်တယ်ဒါ။စမ်းကြည့်နော်စမ်းကြည့်။ Okay ဒီကနေ့နှုတ်ကပတ်တော်ဤကုန်းချုပ်ရအောင်နော်။ဒီကနေ့ပြောသွားတဲ့ ခေါင်းစဉ်လေးကတခွန်းပါပဲခရိယမိဘတွေသားသမီးတွေကိုဖယားရဲ့စကားဖြစ်တဲ့နှုတ်ကပတ်တော်တုံတင်ဖို့လုံးဝလုံးဝမမေ့ပါနဲ့တုံတင်ပါအခုနားထောင်နေတဲ့သူတွေမိဘတွေဟုတ်တယ်ဆိုရင်ကိုကိုသားသမီးကိုနှုတ်ကပတ်တော်မတုံတင်ခဲ့ဘူးဆိုလို့ရှိရင်အခုအချိန်မီပါသေးတယ်တုံတင်ပါသားသမီးရှိနေတယ်ဆိုရင်နှုတ်ကပတ်တော်တုံတင်ပါအဝေးမှာရောက်နေတယ်ဆိုရင်လည်းဖုန်းဆက်တိုင်းမှာနှုတ်ကပတ်တော်ပြောပြပါဖခင်နဲ့နှီးဖို့ရန်အတွက်ခဏခဏစော်ဩပေးပါ အနီးမှာနေတယ်ဆိုလို့ရှိရင်အိမ်ထောင်ကိုပြုစည်းဝေးလုပ်ခြင်းအဖြစ်တို့မို့အမြဲတမ်းစကားစမိပြောတဲ့နေရာမှာလဲဖရာတရားဂျမ်းညက်ဂျမ်းညက်ပြီးတော့မှပြောပေးပါတုံတင်ပေးပါဖရာစကားအတိုင်းတို့ကိုလက်ဆင့်ကမ်းယူမှတုံတင်တဲ့အခါမှာတို့ဘွားတွေကောင်းစားမယ်ဆိုပြီးမှခွန်အားပေးနေနေကုန်ချုပ်ပါတယ်အတူကဆုတောင်းကြအောင်ဂျေဇုရောချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲကျွန်တော်ခရီးယာမိဘတွေကိုဖရာရဲ့နှုတ်တော်ထွက်နှုတ်ကပတ်တော်စကားအဖြစ်တာသမီးကိုတုံတင်ဖို့ရန်အတွက် ခမှန်ကျွန်တော်တို့သတိပေးတယ်ခွန်အားပေးတယ်တတိပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်ခွန်အားပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာ၍ဘုံကြီးပါစေယေရှုတင်တဲ့ကိုတော့တကယ်ပဲကျွန်တော်ခရိယမိပါတွေကိုအသက်တာမှာသာသမီတွေကိုနှုတ်ကပတ်တော်အားဖြင့်လက်ဆင့်ကမ်းတုံတင်သွားနိုင်ဖို့ရန်ကိုတော်တန်ရှင်တော်ဝိညာဉ်တော်ခွန်အားပေး၍ဆက်လက်မဆပါမိကြောင်းယေရှုတော်ချီးမွမ်းနဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါတယ်ဖဖရာအာမင်အရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့